ပေးတဲ့ညီမကလာပါခင်ဗျာအပတ်စဉ်ကျွန်တော်တို့ Euro Friendly ကလွှင့်နေတဲ့ပရိသတ်နဲ့အလောင်းဝေးနေတဲ့ဟာသပညာရှင်အဖေကြီးများကို Euro Friendly မှာတတ်နိုင်သူတွေလေးဂါရဝပြုရင်းနဲ့ပရိသတ်နဲ့ပြန်လည်ပြီးနှိစအောင်ထိတွေ့ပေးတဲ့အဲဒီအစီအစဉ်လေးမှာအဖေကြီးကိုလာရောက်ပြီးတော့ Euro Friendly ကခလေးတွေကတတ်နိုင်သူတွေငွေကြေးလေးနဲ့လာပြီးဂါရဝပြုတာပါအဖေကျေးဇူးတင်ပါတယ်ကွာအဲအဖေကြီးရှင်နဲ့ပီတီစကားလေးပြောပါဦးကွာကျေးဇူးတင်တယ်ဆိုတာက အရေးရှိကကုညီလာမကလျာမေကောင်းလို့မှဟုတ်ကဲ့ဖေနော်ဘာလို့တော့ဖေကြီးတို့အနုပညာရှင်များပေါ့ကွာဟုတ်ကဲ့အနုပညာရှင်များမိုးရွင့်ကာလဆိုတာအမှန်တကယ်ခဲ့ကြတယ်လေဟုတ်ပါဒါတူတူကိုကိုအများနဲ့အများပေါ့နော်ဟုတ်ကဲ့အနည်းနဲ့အများတော့မင်းမတော်မတော်လာမတော်လာရအောင်ဟုတ်ကဲ့အဲ့တော့အနည်းနဲ့ဟိုအနည်းနဲ့အများဆိုသလိုပဲဟုတ်ကဲ့ဖေနော်ငါတို့ဒီအခက်အခဲတွေရှိကြတယ် ဒီလိုအချိန်အခါမှာအဲ့ဒီတဲ့ရမှထူးထူးခြားခြားပေါ့နော်ဟုတ်ကဲ့အဖေကြီးတို့လိုအသက်ကြီးတဲ့ပုံကိုယ်တွေကြတော့ဟိုပို့ဆိုးတာပေါ့နော်ဟုတ်ပါဗျာပါဆိုဟိုနွေရာဒီကာလမှာလဲအဖေကြီးတို့အသက်ကြီးတဲ့ပုံကိုယ်တွေကြတော့တော်ရတယ်မခေါ်ခြင်းညဘူးတော်လည်းမတော်နိုင်ဘူးကိုယ်တွေကပါဆိုသွားတဲ့နေရာမှာလဲဟာတွဲပါအောင်ဟာဘာညာဆိုတော့ဒီဒုက္ခလည်းတို့မခံနိုင်ညတော့အဖေကြီးတို့ပွဲတွေပဲတိတ်မခေါ်ဘူး အဲ့အနစ်နာတဲ့ခါမိခေါ်လာတော့မင်းတယောက်ပဲရှိတာလေအဲကျေးဇူးတင်ရဖေကိုချစ်တာဦးဖေဟုတ်လို့ဆိုတော့အာကျွန်တော်ညာကြီးလေးရပဲဖေကိုကြော့မယ်ကျွန်တော်ကားတဲ့ဘွားတဲ့အဖေလာပါဆိုတော့မင်းတယောက်ငါခေါ်တာလေအဲကျေးဇူးတင်ရဖေအဲ့တော့လေဟုတ်တော့ငါသားဘိုးဦးခေါ်တဲ့ဘွားတဲ့အဖေကတော့မကြီးမညူကားနေတာပဲလေအခုလက်ကားမှာပဲအဲ့ဒါပဲရှိတယ်လေဟုတ်အဲ့တော့မိုးရင်ကာလမှာအခက်အခဲရှိနေတာဒီခါမှာအခုလို့ဘာဘာဖြစ်ဖြစ်ပေါ့ကွာရေနစ်နေတဲ့လူတယောက်ကလုံးလေးတလုံးမျောလာရင်လေ အသက်ရှင်လို့ရှင်ညာလှမ်းဖက်တယ်လှမ်းဖက်ကြတယ်လေဒီသဘောပါပဲကျေးဇူးအများကြီးတင်ပါတယ်ဘာလို့ဆိုတော့ငါပြောတာများနေမလားမများဘူးခင်ဗျများသေးဘူးလားဘာလို့အဖေးရင်ထဲကစကားတွေကိုကြားကျင်တာလေအခုရင်ထဲကစကားပြောနေရအဲ့ဒါရင်ထဲကစကားတွေသားသိတယ်ခုဘာဖြစ်တော့မှဆိုအဖေးရဲ့အဲယူရိုဖန်တွေပေါ့သားလည်းကျေးဇူးတင်တာပေါ့သားတို့ကြတော့အားနေတယ်ဖေးရဲ့ရိုက်ကူးရေးတွေပါလေမရှိပါဘူး မရှိတော့အကူမိုးတိန်တို့နဲ့ဗာနဲ့ပတ်သက်ပြီးတော့ဒါလေးရသွားဆက်ပြီးတော့အဖေကြီးရဲ့တဲ့တကြီးလူရှင်တော်လေးကိုသားတို့တတ်နိုင်တွေ့တယ်ကတော့ရှင်တယ်တဲ့ကောင်းလိုက်တာလို့ဒီစကားကြတော့ပီတိဖြစ်တာပေါ့အဖေရဲ့ကိုအဖေကြီးတို့ဆိုဟလာငငယ်တဲ့ကနေပေးသက်ကိုဟလာရီအောင်ပျော်ရွှင်အောင်ဖန်တီးပေးခဲ့တဲ့လူကြီးတွေကအသက်အရွယ်ကြီးတော့အဖေပြောသလိုပေါ့ဟိုဟလာမသွားနိုင်မလားလဲဆိုတော့တချို့ကြတော့မဖြစ်ပါမလားကုန်းတဏ္ဍာလှေတဏ္ဍာတွေရှိတယ်လေဟုတ်တယ်ဟုတ်တယ်အဲ့ဒါတွေလည်းသားတော့ဘာပဲဖြစ်ဖြစ်ငါအဖေပါရင်ပြီးတော့ပွဲလက်ခံတွေက အဖေပေါ်လေးပါမယ်နော်ဆိုလေရတာမှတပန်းတက်ဟုတ်တယ်အားရှိတာပေါ့ဟာဒီလိုလူရှင်တော်ကြီးပါလာမှာလားဆိုတော့အထုရှင်နေပျော်တာပေါ့ပျော်တော့သားလည်းကုစုလည်းရောက်ဝမ်းလည်းဟုတ်ကအဲ့တော့ဘယ်ခရီးတော့တော့သားပါသေးရအဖေရပါမှာအဲ့ဒီတော့အဲ့ဒီလိုပဲပေါ်လေကွာနော်ဘာလို့ဆိုတော့တချို့ကဖီးတို့ပြောကြတယ်ပေါ့နော်ဟိုညီလေးညီမကောင်းပါလေပြောပါဦးခင်အိုနေပြီတဲ့အိုပယ်တဲ့အိုတော့ပယ်ထားတယ်ပေါ့နော်ဖေကြီးအဲ့ရမျိုးတော့မပြည့်စေချင်ဘူး။လက်မခံဘူး။အခုဘာသားနဲ့အဖေလိုက်ကနေတဲ့အချိန်ခါမှာ ဟာဥဘော်လေးကြီးကခိုးသွားတယ်ကွာဟာအသက်ကြီးလို့နားသွားတယ်ကွာပါမရှိဘူးမရှိပါဘူးမရှိပါဘူးအလုတ်ပေးသက်နဲ့တွေ့ရင်ပဲဖေးရင်ထဲမှာပျော်နေတာငါသားလည်းအဖေကိုဘာကြောင့်ခေါ်တယ်ဆိုတော့အော်ငါဖေးအိမ်မှာတငုံကလူနဲ့ဟိုတောင်တွေးမြောက်တွေးနဲ့ဆင်းရင်နေမယ်ဆိတ်ဆင်းရင်နေမယ်ဟုတ်တယ်ဆိုတော့ပေးတဲ့နဲ့ထိတွေ့ပေးရအောင်ဒါမှသာလေကျမကြီးကောင်းမယ်ဆိုတော့မင်းစေတနာလေဟုတ်တယ်ဖေအဲ့ဒီစေတနာကြောင့်လည်းအဖေလိုက်ကြတာလေ ငွေကြီးအဓိကအဲ့မရှိပါဘူးအဖေမှာပတ်စံမှာပဲအေးအဲ့ဒါသားတည်တာပေါ့ဟုတ်ပါဘူးကိုထိတ်မယ်ဩဟိုကလေးပဲအဖေကဘမအရပ်ပူချက်သွားလို့သားတို့ဟိုးမှာသွားကားလာလေခရမ်းဘက်မှာကားလက်ကဟိုမနေ့ပိုင်းဘိတ်သိက်အဖေဟုတ်တယ်ဘိတ်သိက်ခလေးပြီးတော့ညပိုင်းကပြီးနောက်နေ့မနေ့ဧကံပေါ့ဧကံမှာခလေးတွေကသားပြက်နေတော့အဖေစိတ်တိုင်းမကြဘူးလေတနာပါလေတုံတုံနဲ့လာပြီးရတယ်နေ့ရောက်သားဖတ်နေရောက်ထိုင်ပြီးပြက်တာအရသာရှိလိုက်တာလို့တကယ်ပညာရှင်ကြီးတလုံးဆိုတလုံးပေါ့ တန်ဖို့ပါလို့လေခုချိန်လေးအဖေလိုက်စားလို့မလို့လေအော်လိုက်စားမှာပေါ့ကွာအိမ်မမမကျန်နိုင်တာလေဟုတ်တယ်လေဘောအဲ့တော့မမတော့ဒီလိုကွာဟုတ်ပေးတဲ့တွေ့ပြောနေတာပေါ့ကွာအခုနေ ठी လဲမင်းမင်းလဲတားလဲဟလာမြန်မာနိုင်ငံမှာတချင်းပြည့်လောကမှာပေါ်ဥမီတဲ့ကောင်တယောက်မှမရှိပါဘူးဟုတ်တယ်ဟုတ်တယ်မဟုတ်လားဒါတချင်းပေါ်တာနဲ့ပေါ်ဥဖြစ်ပြီးသားပဲဟုတ်ကဲ့အဲ့ဒီသဘောလို့ပဲဖီးတို့လဲအများကြီးရှားနေရတယ် ပြက်လုံးလေးရှားအခုအခုဆိုလို့ရှိရင်မိုးရှားရတာပေါ့မြန်မာနိုင်ငံဟာသပြင်းရှင်မအစည်းအဝေးဖွင့်နေတဲ့တို့ပါလေလူချင်းတော့တင်နန်းတင်နန်းဖွင့်နေပြီအဲ့ဒီတင်နန်းအတွက်လဲအဖေတင်ပေးရတယ်တင်ပေးတဲ့နေရာမှာသူများလည်းမတူအောင်ဖေးတင်ပေးတာဖေးအခြေခံနေပဲတင်တယ်လေဟုတ်ကဲ့ဖေးလူရှင်တော်တယောက်ရဲ့အခြေခံလူရှင်တော်တယောက်ဘာတင်ဘာတိတင်တယ်လဲဘာတတ်တင်တယ်လဲဒီလိုအတိတတ်သေးလေးပဲဖေးကတော့ရွေးပြီးတင်ပေးတာပဲလေနော်ခုံးတော့ဆိုဖို့ဆိုလीပေါ့ဟုတ်တယ်ဖေးပြီးကြတာခုံးတော့က ူတို့မေးတယ်လေဟုတ်ကဲ့တို့ဗမာတွေပါလို့ဘယ်နှလားရှိလဲလို့တချို့လည်းသိကြတာပေါ့ဆယ်နှစ်လားပေါ့ဆယ်နှစ်လားဟုတ်ကဲ့ဆယ်နှစ်လားရာဒီမှာကွာမင်းတို့ဘာပွဲတွေကျင်းပကြတယ်ဆယ်နှစ်လားမှာငါတို့ဆယ်နှစ်ပွဲရှိတယ်ဟုတ်ကဲ့ဘာပွဲတွေကျင်းပလဲဆိုတော့တချို့တော့တကူးလာတော့ပြီးတယ်တကူးတော့တကူးလာတော့တကူးတော့သိညာဝယ်တယ်ကဆုံလားကွာကဆုံလားညော်ရီသုံးဝယ်အဲအဲဒါလေးအဲ့ဒါသိတယ်ကတားဆိုတရင်ညွကြောက်အမိတုံဝယ်ပေါ့လဲလဲဟိုတစောင်းမုံကြတော့ကထိန်နဲ့ကြံနေလာနေပြီးတော့ မတိတော့ဘူးအေးအဲ့ဒါမင်းတို့တီအောင်လုပ်ရမယ်လူရှင်တော်ဆိုတာကဟုတ်လားဘာပဲဖြစ်အကုန်တီအောင်လုပ်ရမယ်ရှေ့လူကြီးတွေပြောတယ်လူရှင်တော်ကတိတ္တမောက်ဆိုတယ်လူရှင်တော်ဟုတ်ကဲ့ပြီဟုတ်ကဲ့အကုန်တတ်ထားမှာလေဆက်မှာတိတ္တမောက်ဆန္ဒလာမှာဆန္ဒလာရာဒီဆန္ဒလာမှာပွဲတွေကျင်းပတာရဲ့ဆန္ဒလာမှာပွင့်တဲ့ပန်းဘာပန်းနေလဲဒါတွေပါအဖေကအဲ့ဒါတွေကိုစုပြီးတော့ဆန္ဒလာရာဒီခွန်တော်ဆိုပြီးတော့သူတို့ရေးပြီးတင်ပေးခဲ့တယ်ကောင်းလားပြေဒါအမတမဟို ရှားလဲရှားပါပါလေတော်တော်လေးတော်တော်လေးရေးရပါလေလေအဲ့ဒါလေးတို့သူတို့တင်ပြီးတော့မင်းတို့အဲ့ဒါမှတ်နိုင်ရင်ကြက်နိုင်ရင်တော့မင်းတို့ဘัวကောင်းပြီဒါပဲကိုတင်ပြီးဒီလိုအဖေတို့လိုတကယ်တက်ကြွမီပညာရှင်ကြီးတွေရှိတဲ့အချိန်ပေါ့တားတို့ကအစယူရမှာလေဟုတ်တယ်ဟုတ်တားတို့ကနောက်မျိုးဆက်တဲ့ကလေးတွေလည်းယူစေချင်တာပေါ့ယူစေချင်ပြီးလည်းကျွန်တော်တို့ပညာအဖေရဲ့ဘာနဲ့မှမလဲနိုင်တဲ့အာဘာဆိုင်ရွှေတစ်ခုပါအဖေဘာဆိုင်နော်အဖေနော် ဟိုဘယ်လိုခေါ်မလဲကိုတက်ကျွမ်းတဲ့ပညာလေးနဲ့ဖြည့်ဖြည့်ပြဆက်လိုက်ရတဲ့ပစံလေးရလေလေ PD ဖြစ်ရတယ်လို့တားတို့ဝမ်းတထွားအတွက်လုံလောက်တဲ့ပညာပါဖေဟာမှန်တာပေါ့ဗျာဒါလေးတွေကိုခလေးတွေကိုလေလက်ဆက်ငန်းပေါ့ဟိုဟိုဟိုတည်တည်ချာချာလေးယူစေချင်တာပေါ့တားတို့ကအဲအကြောင်းလေသူတို့သင်ပေးခဲ့တာလေငါတို့ပညာသင်တော့ကတို့ပညာသင်တော့ဆရာကြီးသွားတယ်လေးပဲထောက်ပြီးတော့ဟိုတို့ကခဲတံနဲ့စာအုပ်နဲ့တို့ခဲတံနဲ့ရေးရတယ်ပြီးတော့ဆရာဝေးရဥစား ဆရာကိုလျှော်တဲ့နာဖုတ်တဲ့နာအကုန်လုတ်ပေးရတယ်နေနေပေးရတယ်ဆရာကရွေးဝစားချော်ပေးရတယ်အဲ့ဒီလိုငါတို့ကဆရာရှိသွားပြီးပညာယူရတာမင်းတို့ခင်မှာရဟန်းကောင်းကောင်းနဲ့ကွာဆရာတွေကိုနိုင်ကိုကမင်းတို့လာတည်ပေးရတာဟုတ်တယ်ဖေဟမ်ဟုတ်တယ်အဲ့ဒါဘလို့ကျေးဇူးတင်မလဲဆိုတော့မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအုံကျေးဇူးလို့တို့တို့ထောက်ပြရတယ်မှန်လိုက်တာဖေဟုတ်တယ်လေ တင်နန်းဆိုတာခုမှစပေါ်လာတာအစည်းအဝေးကနေပြီးတော့ဖွင့်လိုက်ပြီးတော့တင်နန်းဖွင့်လိုက်လို့ဟုတ်ကဲ့ဟုတ်လားဟာတလူရှင်တော်လူရှင်တော်တင်နန်းဆိုတာကြီးပေါ်လာတာပေါ်လာခဲ့တာဟုတ်ကဲ့အဲ့ဒါမင်းတို့ကျေးဇူးတင်တလောက်တော့အဖေလက်အကိုအခြေခံစာကုန်တင်ပြီးပြီလားပဲဟိုတချင်းပြတ်ကြတော့မင်းမတင်လိုက်တော့မင်းလည်းကြောက်အကိုလာပဲအဲ့ဒါပါအဖေကြီးကဘာပဲဖြစ်ဖြစ်အဖေကြီးတို့အခုလို့ပေါ့အဖေကြီးတို့ရဲ့စိတ်ဆင်းရဲစရာအချိန်ကမိုးတွင်းပဲဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်မိုးတွင်းရောက်ဟိုကြည့်ဒီကြည့်ဟိုမျောဒီမျောနဲ့ ဟုတ်လားစိတ်ကြနေတာပေါ့အဲအဲ့ဒီအချိန်နှွေကြတော့လေပေါ်လေးတွေကတော့အဲ့ဒါမေ့သွားပြန်တော့ပြောသွားပြန်စိတ်ညစ်စရာအဲ့တော့ယူရိုဖန်လေးရဲ့ကလေးတွေကပြောတယ်အဖေကြီးတဲ့ဥပေါ်ဦးတဲ့ modern color တွေမှာအဖေကြီးတွေနဲ့တွေ့ကြလိုက်တာတဲ့အဲဒီတိုင်းသွားလို့တော့မကောင်းဘူးတဲ့ပါလို့လည်းတတ်နိုင်တဲ့အင်းအားလေးနဲ့ပေါ့တဖက်တလန်သွားခရောင်းရယ်မကောင်းဘူးလားတဲ့ဟာကောင်းတာပေါ့တော့အဲ့စင်စစ်တော့တားလေဒီလိုနေရာကြီးကြတော့ကြောက်တယ်လေတခါမှလည်းမလုပ်ဘူးတော့မဆိုင်မဘူးအဖေကဒါကို့အဖေလေးကို့ဆရာရင်းနဲ့ဖြစ်တွေ့ပြီးတော့အလာပါတားလာပါလေးပြောတာပဲတော့ ိုအဖေကြီးဆိုရင်လို့အသက်80နဲ့ခွခွန်89နဲ့မှာလို့89ဟာစကားတခုပြောဘူးလေလို့ပေါ်ကလို့အဖေအားမငန်နေလို့ဖေမပြကြနိုင်ငံသားပါလေအသက်40မှာဘဝစတာလို့ငါအဖေကအသက်80ကျောင်းမှာဘောကြတာလို့ခွဲပလိုက်ရပါပြီခွဲပလိုက်အဲ့ဒါရည်စရာလေးတွေပေါ့ဖေကနောက်အဖေတို့တခုကျေးဇူးတင်လားမြန်မာနိုင်ငံဟာသားပညာရှင်များတက်ကြီးကတော့အဖေကထောက်ရှောက်ရန်တော့လားဆိုတယ်တခါတချင်းလေးဆိုစိုက်ကားလေးပေါ်မှာတစ်မျိုး လာဘေးရောမမတမျိုးမိုးတဲ့လေထဲမှာတနာလိုက်တာပီတိဖြတ်လိုက်တာလို့သူ့လူရှင်တော်တွေကိုအဖေကခုချိန်တည်းချစ်တော့ဟုတ်ကဲ့ဟုတ်ကဲ့ကတော့ကန်နေရမှာဟိုငါနဲ့မဆိုင်သလိုမနေဘူးလေအဲရှေတော့အဖေတက်တက်ကြောက်ကြောက်လုံနေရတော့တအားတော့ပီတိဖြတ်တာပေါ့ဘာဖြစ်လဲဆိုတော့တာရဲ့ဟိုဒီကသူတောင်တကုံမြို့နေရလဲဟာအဖေရဲ့အဖေလက်ခဲ့ပါအောင်ဟာလက်ခဲ့ပါအောင်ဆိုတော့ဥပက္ခမပြုတ်ခြင်းမူလေအဖေကြီးရလေဟုတ်ကဲ့ဗျကိုနိုင်တဲ့ဘက်ကကိုတတ်နိုင်တဲ့ဘက်က မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဘဟုအတွက်လုပ်ပေမယ်လို့အစတည်းအတိုင်းတန်ရှားပြီးသားကြာရနေရနေဖြစ်တောင်းထမ်းဆောင်မယ်ဆိုပြီးတော့သူတို့အလိနာခံပြီးလုပ်ပြီးသားဘီရိုနိုင်သွားတာ၁၄ရက်ပါ၁၄အဲ့ဒါလည်းပြီးတော့ခြေတော်ကြီးရရောက်တော့အဲ့ဒါပေါ့အဖေရဘလို့ခေါ်မလဲတယောက်နဲ့တယောက်တဦးနဲ့တဦးမေတ္တာပေါ့မေတ္တာနဲ့အပြင်ဟိုတန်ဖိုးလေးတွေပေါ့အဖေနဲ့တိုင်းနဲ့ထိုင်ရတာဟုတ်ဒါငရဲကြီးနေပြီ ဘာလို့လဲအဖေတို့ဘဇက်ကထွက်တဲ့ဇကားတိုင်းဟာကျွန်တော်တို့ပြတော့ရှူရပဲဖေဒါပေါ့ဒါပေါ့အလာပါတလာပါပြောလေကျွန်တော်တို့တော့ကရှူရပဲဘာကြောင့်လို့လဲတန်ဖိုးရှိတဲ့ဇကားတွေပဲအဖေပြောတာတာဟိုတကရိုက်ယူရိုဖန်ဒီရိုက်ကူးရဲမှာကိုမိုးတိန်တယ်အဖေဇကားလေးထည့်ပြောလိုက်တယ်ဒါတဲ့ချူလဲကြီးပဲတဲ့ခေါင်းလောင်လဲကြီးပဲဆိုတော့ဒီဘာပေါ့ပြုတ်ပတ်ဆိုင်သွားလို့တာထည့်ပြောတယ်ကိုမိုးတိန်လည်းကောင်းလိုက်တာတဲ့အဲ့အဲ့ဇကားလေးကအဲ့ဒါကြီးတော့ကြီးပဲနေရာချင်းကွာလေအတန်ထွက်ချင်းကွာလေအဲ့ဒါကွာတာရဲ့ဟုတ်ပြီ ရှင်းမြန်းသွားတာမရှိဘူးပြောရှင်းပြောမနော်ပြောပြောဘာလဲဆိုတော့ဟိုပုံမြင်တစ်ခုပေါ့ဒါဟုတ်ကဲ့ကိုတော့ဟာတဲ့ဟိုတောင်ပေါ်မှာရှမ်းကြီးတယောက်ကတောင်ရထုံးနေနဲ့ကြောက်တုံးကြီးတုံးကောက်ပြရတယ်ဟုတ်ကဲ့အနီရောင်အဲ့ကြောက်တုံးကြီးထမ်းလာပြီအဲ့ကြောက်တုံးကဒါတွေ့တယ်ဒါတွေ့တယ်တွေ့တွေ့နဲ့အဲ့ကြောက်တုံးကြီးကကုန်သွားတယ်ပေါ့ဟုတ်ကဲ့အမသူကောက်ရတာဗရမညာဩဗရမညာမှမသိဘူး အဲ့တော့တန်ဖိုးရှိမှ तू မသိဘူးဟဲဟုတ်ပါတန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိတော့ तू ကဓာသွေးပဲလေဓာသွေးပြတာအဲ့ကြောက်ကောအဲ့တော့တန်ဖိုးရှိတဲ့လူကိုတန်ဖိုးရှိတယ်လို့အဲ့ဒီလိုတန်ဖိုးထားမှတန်ဖိုးရှိရရောက်မှာပေါ့ဟုတ်တယ်ဗျာတော့အဖေအဖေအဖေတော့အဖေတန်ဖိုးတန်ဖိုးဒါဆိုတော့အဲ့ဒါတန်ဖိုးရှိမှသိလို့ဟုတ်လားတန်ဖိုးရှိတာတန်ဖိုးထားတာအဲ့ဒီသဘောပဲတချို့ကဟိုဗဒမြားတာလည်းထည့်ရောက်တာ ဟေ့အောင်ဗရမမမသိတော့ဒါအတွေ့ပြလိုက်တာပေါ့တန်ဖိုးရှိတယ်လို့တန်ဖိုးရှိမှမသိကြဘူးခေကာလာပြောတာဗာခလေးတွေခလေးတွေပါသိအောင်လို့ပါအဲ့လိုသိစေခြင်းတည်းဒါတို့ကတော့ပညာရှင်ရောပညာရှင်လို့တန်ဖိုးရှိတယ်အဖေတို့လိုလူအသက်ထင်ရှားရှိတာကိုပဲတအားလို့ကျေနပ်နေတာလေ။ဘာကြောင့်လို့လဲလူလာရှင်ဒီကိုပြပြလာတာကိုအဖေဒါလေးကတော့ဘာနဲ့ပတ်သက်လို့လျှော်ညီလဲဆိုတော့တအားလို့ခုချိန်ဒီမေးရတော့အဲကြောင့်မလို့အခုလို့အဖေကြီးဥပေါ်လေးနဲ့ကျွန်တော်တို့ ပရိသတ်နဲ့ဝေးကွာနေတာကိုပြန်လဲထိတွေ့ဖို့အတွက်နောက်ဆိုရင်ယူရိုဖန်လေးရနေပြီးတော့ဖေဂီတို့အစီအစဉ်တွေပရိသတ်နဲ့တွေ့တော့မှာအာဝင်းသားကြရပေါ့ကွာအဲ့လိုပဲတွေ့ရင်နေတာပါဖေဂီတို့ကလည်းလေတွေ့ရင်နေတာပဲတော့ဟိုကိုရှာဖွေထားတာလေးတွေဟာကိုမှတ်ထားတာလေးတွေလေ့လာထားတာလေးကိုသင်ထားတာလေးတွေကိုပရိသတ်ရှီကိုရောက်စေခြင်းနဲ့ပရိသတ်နားတွေကိုရောက်စေခြင်းနဲ့ဆန္ဒတွေပါဒါကြောင့်ပရိသတ်နဲ့တွေ့ရင်နေတာအများရမယ်ကဲဖေဂီကလည်းအရာတွေ့ရင်နေပြီတဲ့အဲ့တော့ဖေဂီဥပေါ်လေးစီကျမ်းပါရေး ကောင်းတော့မှတဲ့ဒူကောင်းလေးတွေကလွယ်ပါเนาะဟုတ်ပြီဂျမ်းမာရေးကောင်းတော့မှပရိသတ်ကိုဖြေပြောနိုင်တော့မှတဲ့ပရိသတ်နဲ့ကျွန်တော်တို့ဝေးကွာနေတဲ့ပရိသတ်နဲ့ပြန်တွေးဖို့ယူရိုဖန်ဒီကအခုလိုအဖြေကြီးကိုတတ်နိုင်တဲ့ပက်ကလေးကနေပြီလာခရော့ဒါတပိုင်းနောက်ပြီးပရိသတ်နဲ့ပြန်တွေးဖို့ အောင်တော်တော်လာမင်းကြီးသူတို့ကအဲအဖေယူရိုဖယ်ရီကတိုးတိသိမ့်တာတိုးတိသိမ့်တာအောင်တော်တော်လာမင်းကြီးအဲ့တော့သူတို့ကနေပြီးတော့အဖေကြီးတို့ကအဲ့လိုပြောရရဖို့ရှင်ရရဖို့ပြက်လုံးလေးတွေပြက်နေရမှာအသက်ရှင်မဲ့အဖေကြီးတွေကိုပရိသတ်နဲ့ပြန်တွေ့ဖို့အတွက်ယူရိုဖယ်ရီကိုကျေးဇူးတင်စကားလေးအဖေကြီးပါပေးဦးမယ်တင်ပါလေဗျာကျေးဇူးတင်ပါလေဗျာဘာလို့ဆိုတော့အဖေကြီးတို့ကဒီလူရှင်တော်ဘုံကစရောက်တယ်ဟုတ်က ပေးတက်ကိုရည်စရာတွေနဲ့ပဲဖိတို့ပြောခဲ့တာလေဟုတ်ကဲ့ဘိပေးတက်နဲ့လည်းမျက်နှာချင်းဆိုင်ပြီးတော့ပြောနေခဲ့ရတာအဲ့လိုပဲပေးတက်ကြီးနဲ့လည်းပြန်ဆုံတွေ့ရအောင်ဖန်တီးပေးတဲ့သားတို့ကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ဖိပြောချင်တာပါဗျာကဲဒါဆိုရင်အဖေကြီးဥပေါ်လေးတို့ပေးတက်ချစ်တဲ့ဥပေါ်လေးကြီးနဲ့ပြန်တွေ့ဖို့အတွက်ယူရိုဖန်တီးမှာစောင့်ကြည့်ရေးကြီးရှုအားပေးကြပါခင်ဗျာ